ဝမ်ချမ်းရကြည်ကလပ်ကိုရောက်ဖို့တောင်းဆိုမှုတွေရှိတယ်လို့ပြောတယ်။ဘာတွေတောင်းဆိုခဲ့တာလဲပြည်သက်လေးသိအောင်ပြောပြအောင်။လဝိအတင်းတင်းမှာဒီပထမတန်းလဝိသမားတယောက်ရှိတာပြည်စုံတာပေါ့။ဘာလို့ဆိုသူ့ကိုဆလာချုပ်ရင်နောက်အခြားကစားသမားတွေလက်မှတ်ရှိတဲ့လူတွေပါဝေရနိုင်တယ်။ဆိုတော့အဆင်ပြေတာပေါ့။သူ့ဘယ်သူကလေ့ကျင့်ပြီးမှလဲလို့ဘာတွေကောင်းလဲဆိုတော့သူကနေနေတော့ခုနှစ်ဖြစ်ချင်တယ်ကွာ။အဲ့လိုသိရအဲ့တော့ तू आले ဒီကလက်တောင်ဝန်ခံနီးပြတွေကိုအကဲဆန်းနေတဲ့အချိန် ဘယ်လိုလဲဆိုတော့အတင်းနဲ့ဝမ်ချမ်းနဲ့ဟာမိုနီတိတ်မဖြစ်သေးဘူးရောက်လာခါစားအဲ့ထူးခြားချက်လေးကိုပြောချင်တာ तू ကလည်းအဲ့လိုမဟုတ်ဘူး तू ပြေးချင်တယ်လို့ပြေးတယ်တကယ်လို့အဲ့ကြမိုးဝါလေးပါကြရင် तू ကအဲ့မှတ်တိုင်မှာဝင်ခုန်နေသေးတယ်ဒါကနောက်ပိုင်းမှတည်တယ်ကွာ तू ကမိုးတွေပါမိကျက်တယ်ဆိုတော့ तू ဟိုနေကျက်တဲ့ယောဂရှိတဲ့ခါကျ तू ကမိုးစုံမခံဘူးကြော်ခေါဝင်လို့မရဘူးခလီခလီဝင်လို့မရဘူးအဲ့ဒါဟိုလုံကြုံရေးရာရှိကြပါဘူး။အော်သူကမဟုတ်ကျွန်တော်လေးချောက်ခေါလေးမနေ့ကပဲထိုးရအောင်မရဘူးဝင်လို့မရဘူးဘာညာဆို